ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွန်မပါစေ2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ဇာတာပရိသသမီများတို့ကဒီနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသသမီများတို့ဒီနေ့မှာ သူများ ပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မြည်သည့်အရာကိုမှဒီနေ့မှခေါင်းခံပေးတာမျိုးအာမခံတာမျိုးလားအာမခံပေးတာမျိုးတွေမလုံနဲ့နော်အလုပ်ထဲမှာလည်းစိတ်ညစ်ဆရာဆိတ်ရှုပ်ဆရာများနဲ့ကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးရေးမှာလည်းအထင်အမြင်လွဲစရာများနဲ့ကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ 6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာပေါင်မုတ်၅ချက်ကလူးပေးရမှာဖြစ်ပါတယ်ရှင်။